ါပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွှင့်ပေးနေပါတယ်ရှင်တို့သားရှင်ဓမ္မမိတ်ဆွေ RVE ဖန်များအားလုံး ဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါရရှင်အားလုံးမင်္ဂလာပါဗျာ ဝင်းနေဓမ္မတေးလက်ဆောင်ကဏ္ဍကိုကျွန်တော်ဂျွန်ဝင်းစော်ထွန်းကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့စက်တင်ဘာလ28ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များကတော့အင်းစိန်ဆွေတာဆက်ယုံမှာအက်ဒရွန်ထီလင်းမျိုးမှာမောင်ဝေတွင်ညောင်မြမျိုးမှာမတ်ခင်တီရာဝင်ဟာခါမျိုးနဲ့ဝမ်းလုံရွာမှာဖိလစ်တေမောင်ကလေးမျိုးမှာဖွေသာနိုင်နိုရင်း လဲကူမာဂျော်နီမြူမင်းလန်အင်းစိန်တင်ငင်ကုန်းမာမိုက်ကယ်တန့်တင်ဝင်မန္တလေးအမရပူရာမာအန်ကယ်ကြီးဦးဝင်းနိုင်တို့ပဲဖြစ်ပါတယ်ဒီကနေ့စက်တေမာလာ28ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များကြည့်ရှုနားဆင်အပိတ်နေသူများတောင်းဆိုထားကြသူများအားလုံးပေါ်အဖာဘုရားသခင်ရဲ့ကောင်းကြီးကျေးဇူးတော်များစတဲ့တဘူတို၍ခံစားရပါသေးကြောင်း အချက်သမားတရားမြန်မာပိုင်းစီတင်မှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့တူကျွန်တော်ဂျုံဝင်းစော်ထွန်းကနေစုမုံကောင်တောင်ပီတေးတန်ရှင်အေးခင်တိဆိုထားတဲ့မြစ်တာဒီတာဆိုတဲ့ဓမ္မတစ်ချင်းကို တင်ဆက်ပေးလိုက်ပါတယ် 26ချက်များကိုဇာနာပနုမနီရှင်လူကာဧဝံဂေလိကျမ်းအခန်းကြီး26ခန်းငယ်19မှာ30တဲ့တိုင်တစ်ခါကခရမ်းရောင်ပိချောတဲ့များကိုမစင်တဲ့စားပွဲတော်ကိုနေ့စဉ်ခန်းနာစွာကျင်ပါ၍စီစဉ်ခန်းစားတတ်သောတစ်ဖြစ်တူရှိသူ၏အိမ်တကားအနည်းတွင်ဘာသလူအမည်ရှိသောပဇောင်းစားတယောက်စီအနာစိမ်းများနှင့်ဘုံလုံးပြည့်နေလျက်ဆယ်လျောင်းနေ၏ ူဒီတထိပ်ဤစပွဲမှာကြာသည့်အစားစာပိုက်စာများကိုစားခွင့်ရရန်အလိုရှိခဲ့၏။ထို့အပြင်ခွေးတို့စီလည်းလာ၍သူ၏အနာစိမ်းများကိုရှက်ကြ၏။ထိုတရောင်းသားတည်ဆုံသောအခါကောင်းငယ်တမန်တို့သည်သူ့အားအဖန်ဤရင်ခွင်သို့တည်ဆောင်သွားကြ၏။တထိပ်စီလည်းတည်ဆုံ၍တကြိုချင်းခံရ၏။သူသည်မရဏနိုင်ငံ၌ပြင်းထန်စွာခံစားနေရစဉ်ထက်သို့မော်ကြီးလျက် အဝိ၌အာဘဟံကို၎င်းအာဘဟံအင်ွယ်၌ဒါဇလုကို၎င်းမြည်ရလေဘောခာသူကဥအဖအာဘဟံအကျွန်ုပ်ကို စနားတော်မူပါကျွန်ုပ်သည်ဤမီလီယံတဲ၌ပြင်းထန်စွာခံစားနေရပါသောကြောင့်ဒါဇလုသည်သူ၏လက်ချောင်းများကိုရေတွင်နှိမ့်၍အကျွန်ုပ်၏ရှာပေါ်သို့အေးမြစေခြင်းကသူကိုဆင်းရဲတော်မူပါဟုပေါ်ဟိတနာခံလေ၏သို့သောအာဘဟံကအတာတင့်အား အသက်ရှင်သည့်အခါကစည်းစိမ်ချမ်းသာခံစားရသည့်ကိုယ်တော်လာသူကြီးကဆင်းရဲဒုက္ခခံရသည့်ကိုယ်တော်စည်းရသလိုယခုခါမူသူသည်နှစ်သိမ့်ခြင်းခံရ၍သင်သည်ပြင်းထန်စွာတန်ခံရပြီထို့အပြင်မတို့နှင့်သင်တို့အကြတွင် နှစ်ဆိုင်သောကြောက်ကြီးတစ်ခုကိုထားရှိသည့်ဖြစ်၍ဤနေရာမှသင်တို့ဘက်သို့၎င်းသင်တို့နေရာမှမတို့ဘက်သို့၎င်းခုပြတ်လိုသူတို့စီ တတ်နိုင်ကြဘူးပြန်ပြောတယ်ထောကားသူကအဖဤသို့ဖြစ်ရင်ဒါဇလူအားကျွန်ုပ်၏အဖအိမ်သို့ဆင်လွတ်ပါရန်တောင်းပန်လေသည်အကြောင်းမူပါကျွန်ုပ်၌ဒီငါးယောက်ရှိ၍သူတို့စီလေဒဏ်ခံရမည်ဒီအရက်တို့မရောက်စေခြင်းမှာဒါဇလူသည်သူတို့ကိုသတိပေးနိုင်ပါသလိုဟုဆိုရင်တို့ရတွင်အဘန်ကသူတို့၌မိုးဆယ်နှင့်ပရောဖက်များရှိကြ၏ထိုသူတို့၏စကားကို သူတို့နားထောင်ကြပါစေဆိုရင်ထိုအခါသူက ထို့သူမဟုတ်ပါဖာအဗံတေလွန်ပြီးသောသူတို့ထဲမှတယောက်သည်သူတို့ထံသို့သွားလေမူသူတို့သည်နောက်ထပ်ရပါလိမ့်မည်ဟုပြန်ဆိုလေအဗံကလည်းသူတို့သည်မိုးဆက်နှင့်ပရောဖက်တို့၏စကားကိုနားမထောင်လေတေလွန်သောသူတို့ထဲမှအစုံတယောက်ထမြောက်တော်လေသူတို့ယုံကြည်ကြလိမ့်မည်ဟောဟု၍သူအားသူသည်ဟုမိန့်တော်မူ၏ ဤတိကယေရှုခရစ်သည်ဤမြတ်သောဧဝံဂေလိတရားတော်ပဲသည် စွာသောညီကိုမောင်မှပေါင်းတို့ဒီနေ့တာမန်ကာလ26ကြိမ်မြောက်ကျွန်ုပ်နေနေမှာဖတ်ရတဲ့ကျမ်းစာကတော့ရှင်လူကအခန်းကြီး16အခန်းငယ်19မှ30အထိဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့အခုတနုံနေနေကငူရင်းကျမ်းစာတွေကိုလက်တင်ဘာသာနဲ့ဘာသာပြန်ပြီးတဲ့စိန်ဂျေရုံးရဲ့ပွဲနဲ့အနည်းဆုံးတနုံနေဖြစ်လို့ Bible Sunday ကျမ်းစာတော်များတနုံနေအဖြစ် ကျင်းပစေပါတယ်စင်ကာပူနဲ့မလေးရှားမှာတော့ဒီနေ့တနုံးနေနေ့ကို မိုက်ခရင်စန်ဒီရွှေပြောင်းနေထိုင်သူများမိမိအိမ်ကိုဆွန့်ခွာနေရတဲ့သူများရဲ့တနုံးနေနေ့အဖြစ်ကျင်းပကြပါတယ်နေရတော်တော်များများမှာမိမိနေရဆွန့်ခွာပြီးစစ်ဘေးရှောင်ငလင်းဘေးရှောင်ဒုက္ခတွေတွေကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေပါတယ်ယနေ့ဘုန်းကြီးဖတ်သွားတဲ့ရှင်လူကာအေးဝင်ကလေးကျမ်းစာမှာ တထေးကြီးနဲ့သံတောင်းစားလာစရူအကြောင်းကြားနာရပါတယ်။တထေးကြီးကဘာကြောင့်ငရဲရောက်တာလဲ။ကူညီသင့်တဲ့လူကို မကူညီလို့ဖြစ်ပါတယ်။ချမ်းသာလို့ငရဲကြတာမဟုတ်ဘူး။စိန်ကြကြနေလို့ငရဲကြတာမဟုတ်ဘူး။သူ့အိမ်ရှေ့မှာသူ့မြင်းနေတဲ့သံတောင်းစားကိုမကူညီဘူး။အဲ့ဒီသရောင်စားကို ထမင်းကျွေးလိုက်လို့တထီးကြီးဆင်းရဲသွားမှာမို့လို့လားတော်တော်နေနိုင်တဲ့တထီးကြီးပဲ တရုံစားသူ့ဟာသူဆင်းရဲတာငါနဲ့ဘာဆိုင်လဲငါလုတာမှမဟုတ်တာငါကအနေသာကြီးပဲလို့သူယူဆလို့ဖြစ်မှာပေါ့ယနေ့ဖတ်ရတဲ့ပထမကျမ်းစာ Prophet Amos ရေးထားတာကဇီအိုမြို့မှာကို Israel လူတွေတက်တောင့်တက်တာနဲ့ဇင်ကြနေလိုက်ကြတာစားကောင်းတောက်ကောင်းတွေနဲ့တီးတန်တာဖြော်ပြရေးတွေနဲ့ကိုကိုကိုအလှပချေတာပြီးနေနေလိုက်ကြတာ ိုလူမျိုးဣဇရဲလူမျိုးတွေရဲ့မြောက်ပိုင်းဒေသယိုးဇက်ရဲ့ပျက်စီးဆုံးရှုံးမှုအတွက်ဝမ်းမနေကြဘူးဣဇရဲပြည်ရဲ့မြောက်ပိုင်းကိုယိုးဇက်လို့ခေါ်ကြတယ်အဲ့လိုကိုနေမီပါသွားတာတောင်ကျန်ဒေသကဘာမှဝမ်းမနေကြဘူးငါတို့နဲ့အနေသားကြီးပဲဆိုပြီးလစ်လူရှုထားကြတယ်အပျော်အပါမပြက်ဘူးကျွန်တော်တို့လည်းသူတစ်ပါးဒုက္ခရောက်တာစစ်ဘေးရှောင်အနေနဲ့ရောက်လာတာကို ငါနဲ့ပါဆိုင်လဲအနေသာကြီးပဲလို့ထင်ရင်တော့သင်ဟာယေရှုဖျားရှင်ယနေ့မိန့်တော်မူတဲ့ဥပမာပုံရင်တဲကတထေးကြီးလိုပဲငရဲမှာညီကုန်းချိုးရလိမ့်မယ်စင်ရဲလူပဲဖြစ်ဖြစ်ကို့ဒေတာမှာနေမဖြစ်တော့လူပဲဖြစ်ဖြစ်ကို့အိမ်ကိုစွန့်ခွာလာကြတဲ့ဒုက္ခကိုစဉ်းစားကြည့်ပါသူတို့ခြေရတဲ့သူတွေနဲ့ဝေးရပြီသူ့ကိုယ်ပိုင်ဘာပစ္စည်းများများဆဆများတည်ယူနိုင်ခဲ့လို့လေ တချို့များအဝတ်တထဲကိုတစ်ခုနဲ့ထွက်ပြေးလာရတာဘယ်လိုအသက်ဆက်ရတော့မလဲသူတို့ဘဝဆက်ပြီးလုံခြုံပါမလားမသေးကြဘူးရောင်းစားခံရမှာလားရရအလို့ဝင်လို့ရင်းနဲ့ခေါင်းဖို့ဖြက်ခံရမှာလားမလို့လေငတ်သေးုံရှိတော့မှာပဲရောက်ရရက်ကလူတွေကကြည်ပြူပါမလားငါတို့စစ်ဘေးချောင်းတွေရောက်လာလို့အခုလူလူနေထူထပ်သွားပြီ စားစရာတွေရှားသွားပြီအလုတ်ကင်တွေရှားသွားပြီလို့သူတို့ကပဲညှင်းညူနေကြမလားပဲရှင်မာတေဥကျမ်းအခန်းကြီး25မှာယေရှုဖះရှင်ကငါသည်ဒဇိန်ဧည့်သည်ဖြစ်သောအခါတင်တို့သည်ငါကိုပြူငါစွာကြိုးဆူကြ၏ငါဖျားနာသောအခါငါစားစရာမရှိတဲ့အခါငါကိုကူညီကြ၏လို့မိန့်တော်မူထားပါတယ်ဒါကြောင့်ကိုယ်အိမ်စွန့်ခွာလာကြတဲ့သူတွေရဲ့ဒုက္ခကို ကျွန်တော်တို့အနေနဲ့လစ်လျူရှုမထားနိုင်ဘူးသူတို့ကိုမကူညီပဲနေရင်ကျွန်တော်တို့မှာအပြည့်မကင်းဘူးဥပမာ ပုံမြင်တဲ့ကတထေးကြီးကိုကြည့်ပါလားတထေးကြီးငရဲကြတယ်ဆိုတာပုံမြင်သက်သက်မဟုတ်ဘူးနော်ယေရှုဖះရှင်ကိုတော်တိုင်မိန့်တော်မူထားတာဖះကိုတိုင်မိန့်တော်မူထားတာက ပုံမြင်သက်သက်အဖြစ်နဲ့လက်ခံလို့မရဘူးဒါဟာခရိယဝါဒဖြစ်တယ်လူကျင်းဝေဖြစ်တယ် သင်ဘဲပါတာပဲကိုးကွယ်ကိုးကွယ်သင်အော်တာပစိတ်အတိုင်းဖျားသခင်ကသင်ကိုတရားစီရင်မှာပဲယေရှုဖျားရှင်ကိုတော်တိုင်ကလည်းသူတစ်ပါးတိုင်ပြီးပြီပကိုထွက်ပြေးကြရတယ်မဟုတ်ဘူးလားကျွန်တော်တို့ကဖျားရဲ့လူတွေဖြစ်တယ်အကျင့်သီလပါရမီတွေကျင့်ကြံစောက်တည်စရာလိုတယ်တချို့ကဒုက္ခရောက်တဲ့လူတွေကိုမကြည်ပြူးခြင်းကြဘူးဘာပါရမီမှမရှိတဲ့ခရိယန်တွေပဲ တချို့ဒုက္ခသည်တွေကဘုံကြီးเจ้าစစ်စဲเจ้าတွေမှာလားခိုလုံရင် တချို့ဘုံကြီးစစ်စဲတွေကစီကြီးကားကြီးနဲ့အမျိုးမျိုးထားကြတယ်။ငေါက်ငန်းကြတယ်။တန်အောင်ခိုင်းကြနဲ့ရှစ်ဆရာကောင်းပါလေ။အလုံးမလုံးရင်ထမင်းမကြွေးဘူးလို့ငေါက်တဲ့စစ်စဲတောင်ကြားဘူးပါသေးတယ်။ဒါကြောင့်ဘေးဒုက္ခရောက်တဲ့သူတွေက ခရိယာเจ้าဆိုမသွားကျင်ကြဘူး။ဘုရားဘာသာဘုံကြီးเจ้าကိုပဲသွားကျင်ကြတာပါ။ ျွန်တော်တို့ပါရမီတွေကျင့်ကြံစရာအများကြီးလိုပါသေးတယ်။ဘာပါရမီတွေလဲ။ရှင်ပေါ်လူပြောထားတဲ့ပါရမီတွေပေါ့။နားထောင်ကြည့်။ဒီနေ့ဖတ်သွားတဲ့ဒုတိယကျမ်းစာမှာရှင်ပေါ်လူက"အိုဖျားသခင်ကြီးလူ၊သင်မူကဖြောင်းမှတ်ခြင်း၊ဖျားတရားကြည်ညိုခြင်း၊ယုံကြည်ခြင်း၊ချစ်ခြင်းမေတ္တာ၊သီခံခြင်း၊နှူးညံ့သိမ်မွေ့ခြင်းစသည်တို့ကိုရည်မှန်း၍ကျင့်ကြံပါလော"ယုံကြည်ခြင်းအတွေ့ကောင်းသောတိုက်ပွဲကိုဆင်နွှဲ၍ ထာဝရအသက်ကိုရယူပါလောဒီလိုကိုယ်ဘေးပါဝိညာဉ်မှာရှိတဲ့ဒုက္ခတွေကိုကြည့်ရှုတာက ခရစ်တော်ကိုတည်တည်ခံရရောက်ပါတယ်ပါရမီတွေကျင့်ကြံရရောက်ပါတယ်တရောင်စားလာစရူကကောင်းငွေဘုံရောက်ပြီးတထေးကြီးကငရဲရောက်တဲ့အခါတထေးကြီးကလောကမှာအသက်ရှင်ကြံရစ်တဲ့သူ့ညီငါးယောက်စီကို လာစရူကိုစိတ်လွတ်ပြီးဟောပြောတည်တည်ခံခိုင်းပြီးဖို့အကူအညီတောင်းပါတယ် ဒါပေမဲ့အာဗရာဟံကလာဇရုသွားစရာမလိုပါဘူးတဲ့ခမည်းကြီး၅ယောက်ကိုတရားဟောပြောပေးမယ်တရားဟောစရာတွေအများကြီးရှိပါတယ်တဲ့ဒါပေမဲ့တထေးကြီးရဲ့အကြံအစီကတရောင်စားလာဇရုသေသွားတာကိုသိကြတဲ့သူ့ညီ၅ယောက်ကအခုတရောင်စားလာဇရုတေရာကပြန်ရှင်လာတာကို တအံတော်ဖြည်ပြီးတော့ဖះကိုယုံကြည်လာမယ်လို့ထင်လို့လာဇရုကိုယ်တိုင်ကို စေလွတ်ပေးစေချင်တာပါဒါပေမဲ့အာဗြဟံကမထင်နဲ့မထင်နဲ့တရားဟောတဲ့သူတွေဟောပြောတာကိုတောင်းနားမထောင်ချင်တဲ့လူတွေကအခုတရောင်းစားသေးရာကပြန်ရှင်လာတာကိုလေယုံမှာမဟုတ်ပါဘူးကွာတဲ့အာဗြဟံပြန်ပြောတာကိုတတိကြီးကသဘောတူခြင်းမှ တူမှာပါ လောကမှာတရားဟောဆရာတွေဒီလောက်ပေါ်တာကိုတောင်းနားမထောင်ချင်တဲ့လူတွေကသေးရာကပြန်ရှင်လာတာကိုလေ ယုံမှာမဟုတ်ဘူးတဲ့အဲ့ဒါသဘောတူကြလားကျွန်တော်ကတော့သိသဘောတူတယ်အာဗရာဟပြောတာကိုသဘောတူတယ်တည်တဲ့လူကပြန်ရှင်းလာတဲ့တကူကိုသူတို့မြင်ရင်လဲပြောင်းလဲမှာမဟုတ်ဘူးတဲ့မှန်တယ်လေအခုကြည့်ပါလားထူစားတဲ့တကူတွေကျွန်တော်တို့ဘေးမှာရှိနေတာပဲဥပမာဒံရတော်၅ချက်ရတဲ့ Father PO သူ့အလောင်းကနှစ်ပေါင်းများစွာကြာပြီးပုတ်ဆွေးမသွားဘူး ဒီလောက်တောင်ထူဆန်းတာတွေဖြစ်နေတာဒါလက်တွေ့မြင်နေတာပဲလေဒါပေမဲ့ဘယ်သူပြောင်းလဲလို့တို့ဟိုတနေ့ကယဟန္တာတင်မြောက်လိုက်တဲ့အသက်20တာရှိသေးတဲ့လူငယ်ယဟန္တာကာလုစ်သူ့အလောင်းက ပုတ်မသွားဘူးအဲ့ဒါတကဘာလုံးမြင်နေတာပဲဒါပေမဲ့ဘယ်သူပြောင်းလဲလာလို့လဲဒီလိုပဲတထေးကြီးရဲ့ညီ၅ယောက်ကလည်းတေယာမပြန်ရှင်လာတဲ့သံတောင်းစားကိုမြင်ပြီးတော့ ြောင်းလဲလာမယ်ထင်သလားကျွန်တော်တော့မထင်နားဆင်သူအားလုံးအပေါ်ဖျားသခင်ကောင်းကြီးမင်္ဂလာများခံစားကြရပါစေတဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟိုအပ်သောဆုတောင်းမြတ်တာအိုတနာကယုနာရှင်ဖခမိတော်ဗျာကိုရောဒီသာသမီတို့ကို အမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏ သားသမီးတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စစ်မှန်အန္တရာယ်ဘေးများကြားမှာကိုရောရှင်တနာပြုနာတော်ဖြင့်ထူမပေးတော်မူပါသားသမီးတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏ကိုရောရှင်မှလွဲ၍မြည်သည့်အရာမှအားကိုးစရာမရှိပါသောကြောင့်သားသမီးတို့လိုအပ်နေသောစိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါ လိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသော သားသမီးများထံသို့ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရရှင်၏ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ သားသမီးတို့၏ဘဝနေထိုင်မှုတွင် အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်း ိုရောရှင် ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသောလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လဲ၍သွန်လောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုဗဒာနာမထားဘဲစွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မာခဲ့သည့်ငါ၏ညီကိုတို့ကိုပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟု ကြမ်းကြက်ကိုစင်ကလုံးတွင်း၍ကဲဆဲပြေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းကြီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုများကြောင့်တည်ဆုံသွားကြသော သူရဲကောင်းတို့၏ဝိညာဉ်များနှင့်တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်များအပြည့်အနာစာများကြံရှိနေပါလျင် ကိုရောရှင်ဤတနာကိယနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကိုအမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေးချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီတို့တောင်းလျှောက်ကြပါသည်ဖျားအာမင် ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လုပ်ပြီးပါသည်။ဩဒါရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။